Hello မနွေဦးရဲ့တက်ဆက်ချန်လေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ချန်လေးရဲ့အတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မတူလို့မတူတာဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့လက်သက်ဆက်ချန်လေးတို့လည်းပုံမြင်လေးနှထောင်ဖို့အစဉ်တစ်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲဒီတော့ပုံမြင်လေးဆက်လိုက်ကြမယ်မတူလို့မတူတာ တနေ့မှခွေးလီခွေးလွန်းတကောင်ဟာတော်ထဲမှာရှိတဲ့အခြားတိရိစ္ဆာန်တွေကိုပတ်ပြီးစင်ခေါ်နေတယ်။လူလိုပြောရရင်မိုက်တဲ့ကောင်ထွက်ခဲ့အသည့်ရှိတဲ့ကောင်ထွက်ခဲ့စတဲ့ဖြစ်ပေါ့။ဒါပေမဲ့သူ့ကိုအခြားဘယ်တိရိစ္ဆာန်ကမှအဖတ်မလုပ်ကြဘူး။ဒီလိုနဲ့တနေ့ရောက်တော့ချင်းတိသားဖာကိုတွားတွေ့ရယ်။အဲ့ဒီတော့ခွေးလီခွေးလွန်းကချင်းတိကိုပါစင်ခေါ်လေတယ်။ချင်းတိကိုခွေးစကားတွေအများကြီးပြောပြီးစင်ခေါ်တယ်ပေါ့။တတိရှိရင်သူနဲ့ပြိုင်မယ်။ တတိရှင်သူနဲ့ကြိုက်မယ်ဘာညာပေါ့ချင်းနစ်ကသူ့ကိုလှဲ့တော့မကြည့်တလို့သူ့သားလေးရဲ့အကြောကိုပုတ်ပြီးတော့ညင်နေတယ်အဲ့ဒီခါခွေးလေခွေးလင်းကပြောတော့တော့ဘီရင်ချင်းသေးတယ်တတိလည်းမရှိဘူးဟွန်းဘူရွေးပြောပြီးကိုကိုကို အောင်းနိုင်သူတယောက်လိုမော်ကြွားပြီးထွက်သွားလေတယ်ခွေးထွက်သွားတော့ချင်းနစ်သားလေးကသူ့အဖေကိုချင်းနစ်ကြီးကိုမေးတယ်ဖေဖေဒီခွေးကိုဖေဖေကကြောက်လို့လား ဖဖေကန့်ရင်တကိဆန်အောင်မရှိတဲ့ဒီခွေကိုဘာလို့ဘာတခုမှပြန်မလုပ်တာလဲဖဖေသူနဲ့ပြန်ပြီးမကြိုက်ရဲလို့လားလို့မေးတော့အဲ့ဒီခါမှာချင်းတကြီးကပြန်ပြောတယ်ဒီခွေနဲ့ပြန်လို့အဖေနိုင်တော့ရောဖဖေကုံတတ်မှာမဟုတ်လို့လားဝေးဆိုလို့ရတယ်ဒီပုံမြင်လေးကဒီမှာပဲပြည့်စုံသွားလေတယ် မမနွေဦးရဲ့လက်သက်ဆက်ဆံရေးတို့ဒီပုံမင်းစီကတင်တင်ယူရမယ့်သင်ခန်းစာကလောကမှာခွေးလူခွေးလွန်းတို့လိုမျိုးစိတ်သက်ရှိတဲ့လူတွေအများကြီးရှိတယ်။ခွေးတကောင်လို့ဟောင်ဖိုးလောက်ပဲတည်တဲ့သူတွေပေါ့။အဲ့ဒီလူတွေကိုသူတို့ကိုမတူလို့မတူတာကိုသူတို့ကိုကြောက်နေလို့ထင်တတ်ကြတယ်။ခွေးတကောင်နဲ့ပြန်ကြရင်ချင်းသေးဟာနိုင်မယ်မှန်းသူသိရဲ့။ဒါပေမဲ့သူဟာချင်းသေးဖြစ်တယ်။ခွေးကိုပြန်ကြိုက်လို့နိုင်သွားတာသူတို့က ခွန်ယူစရာမဟုတ်ဘူးလို့သူတို့ရဲ့အတွက်ခွေးကိုဖတ်မကြိုက်တာဖြစ်တယ်။ချင်းလေးတကောင်ဟာဘယ်ခွေးကိုမှအဖက်လုပ်ပြီးပြန်မကြိုက်တာဟာအရှုံးပေးတာမဟုတ်ဘူး။အဲဒီတော့မမနွေဦးရဲ့ little session လေးတို့လည်းဒီပုံမြင်လေးစီကနေမတူရင် သူ့ဆရာမလုပ်ဘူးဆိုတာကိုနားလေသဘောပေါက်လိမ့်မယ်လို့ညွှန်လင့်ပါတယ်နော်။မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့ နေ့တက်တိုင်းရဲ့လှပတဲ့ဆန်ရှန်လေးလေးဖြစ်ကြပါစေလို့မမနေဦးကနေစုမကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာပဟုဒုတာတွေတိုးပွားစေမယ့်ပုံမြင်အသက်တွေကိုနေဦး story channel ကနေအပတ်စဉ်တနင်္လာနေ့မှတောက်ကြနေ့အထိမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတက်ဆက်ပေးလျက်ရှိပါတယ်နောက်ထပ်ပုံမြင်တွေ့တင်ဖို့ရမမနွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါတယ်နော်ပြန်ဆောင်ကြမယ်နော်